ဒီဘဝဆင်းရဲလို့ရှိရင်ဒါနကောင်းမှုမြန်မြန်လုပ်ပေးလိုက်ရှင်။နောက်ဘဝမဆင်းရဲတော့ကြားဘူးလားဗမာပြည်မှာနမရောမေနုအမရပူရမှာနမရောမေနုကကိုးကြတယ်ဆရာတော်ဥပုပ်ဆိုတာကြားဘူးလားဆရာတော်ဥပုပ်ရဲ့မေတော်ကြီးကဆင်းရဲရှာဆင်းရဲရှာတော့ကြောင်းလာပြီးတော့တပည့်ကလေးတစ်ထည်ဆွတ်မအောင်ဆရာတော်သူ့သား ဆရာတော်ဥပုသ်စီလာသူ့မှာဆင်းရဲလို့တပတ်ကလေးတစ်ထည်လောက်တော့စွန့်မာလို့ဆိုတာလာတယ်တက္ကမကြီးကပခုံးပေါ်မှာတပတ်အနှွမ်းကလေးပါလာတယ်အဲ့တော့ဆရာတော်ဥပုသ်စီသွားတဲ့အခါကျဆရာတော်ဥပုသ်ကအဲ့ဒီတပတ်အစုပ်ကလေးအနှွမ်းလေးကိုလှူခံလိုက်တယ်တပတ်အစ်စ်မပေးဘူးအဲ့ဒါကိုလှူခံလိုက်တယ်ဘာကြောင့်လဲဆိုရင်လှူမှချမ်းသာမှာလေယူတာမချမ်းသာဘူးလေဒါကြောင့်မလို့ဒါနကောင်းမှု <laughs> လုခလိုက်တဲသဘောပဲဒါအေးဆင်းရဲတယ်ဆိုရင်ကုသကောင်မှုလုကိုစားတဲ့ထဲကဓမင်းတလို့ရှော့စားလိုက်တန်ဃာတစ်ပါးကြွလာဆွန်းလောင်းလိုက်ဒီဟာနမောချမ်းသာနိုင်နော်ကိုစားတဲ့ထဲကအများကြီးလောင်းမှုမဟုတ်ဘူးကိုစားတဲ့ထဲကဆွန်းဓမင်းမကန်တဲ့ကဟင်းနှက်ခွက်လေးဒီနေ့ရှော့စားလိုက်နော်လောင်းလိုက်ဝက်သားတို့နှစ်တုံးရှိရင်ကို့အတွက်တစ်တုံးချန်တာတန်ဃာအတွက်တစ်တုံးလောင်းလိုက်ဒါဌာနကောင်းမှုလုပ်လိုက်တာ ကုသိုလ်ဖြစ်သွားတာကိုစားတဲ့ထဲကတခုခွဲပေးလိုက်တယ်အဲ့တော့တန်ဃာမလောင်ရတာတော့မဟုတ်ဘူးကိုအမေကိုကျွေးလိုက်မယ်ကိုတူကို